ကယောဂီအပေါင်းသူတော်ကောင်းတို့ယခုအချိန်ကစပြီးတော့တရားကိုဇွဲကောင်းကောင်းနဲ့ကျူးကျူးစားစားနဲ့အထုတ်ရဟာဥစဉ်ဒီနေ့ရုပ်ကိုရှုတဲ့ဤတွေက အာနာပါနာပတ်ပါတဲ့ဝင်လေနဲ့ထွက်လေကိုရှုတဲ့နေ့လေးပြောပြပေးမယ်ဝင်လေနဲ့ထွက်လေကိုရှုတယ်ဆိုတာအာနာပါနာကမ္မထာလို့ခေါ်တယ်အဲ့ဒီအာနာပါနကမ္မထံကိုမြတ်စွာဘုရားကသဗ္ဗကမ္မထံလို့လည်းခေါ်တယ် သဗ္ဗကမ္မထာဆိုတာကလူတိုင်းလူတိုင်းနဲ့ကြိုက်တဲ့ကမ္မထာရုပ်လိုခဏခဏကြားဘူးတယ်ဘလို့ကြားဘူးလို့ဆိုတော့အဲတချို့တချို့လောဘတွေလည်းများဒိဋ္ဌိတွေလည်းများမယ်ဆိုရင်စိတ်ဓာတ်ဥပဒနာစိတ်ကိုရှုပါတယ် ိတ်ကိုရှုပါဒါကလောဘတွေများတယ်ဉာဏ်နှုတယ်ဆိုရင်တော့ရုပ်ကိုရှုပါတယ်တဲ့ဉာဏ်ကတော့ထက်တယ်လောဘတွေများတယ်ဆိုရင်တော့ဝရဏဥပဒနာရှုပါတယ်တဲ့လောဘကလည်းနေတယ် ဉာဏ်ကလည်းကောင်းတယ်ဆိုရင်တော့ဓမ္မနုပသနာရှိပါတယ်ဆိုတော့ဘုရားဟောတဲ့ဇာတ်တွေတော့တချို့တချို့ရှုနည်းတွေကပုဂ္ဂိုလ်ရဲ့ဇာတ်ရိုက်ကိုဆိုကြည့်ပြီးတော့ဘုရားကတရားအထုံနေပေးတာဒီဝင်လေချွက်လေကိုရှုတဲ့အာနာပါနကဘုရားကအဲ့လိုမဟုတ်ဘူးတဗ္ဗကမ္မထံအကုန်လုံးနဲ့ကြိုက်တယ် လောဘကြီးတဲ့သူတွေကလောဘမကြီးတဲ့သူတွေကဒိဋ္ဌိရှိတဲ့သူတွေကဒိဋ္ဌိမရှိတဲ့သူတွေကဉာဏ်နုတဲ့သူတွေကဉာဏ်ရင့်တဲ့သူတွေကအာနာပါနကမ္မထံကိုရှုရတယ်နောက်တစ်ခါအာနာပါနကမ္မထံသည်မူလကမ္မထံမူလကမ္မထံဆိုတာအခြေခံအကျဆုံးကမ္မထံပေါ့ အဲကြောင့်ဒီအာနာပါနကမ္မထာရှုပြီးတော့ယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးပဲအဲကြောင့်ယောဂီတို့လည်းပဲအာနာပါနကမ္မထာကို သေးသေးချာချာသိရှုမှတ်ရခါလေးကိုမမတ်ကလေးထားခေါင်းလေးကိုတဲ့တဲ့သေးထားပြီးတော့လေလေးကိုမှန်မှန်လေးရှုမှန်မှန်လေးရှိုက် လေလေးကိုမှန်မှန်လေးရှူသွင်းလိုက်တော့အပြင်ဘက်မှာရှိတဲ့လေကနာသီးပြားလေးမှာတိုးပြီးတော့ဝင်သွားလိမ့်မယ်လေလေးနာသီးပြားမှာတိုးပြီးတော့ဝင်သွားပြီဆိုရင်ဟောတာဝင်တဲ့သဘောလေးပဲဟောသဘောလေးပဲလို့မိအောင်မှတ်ရလေလေးဝင်သွားပြီ ဝင်တဲ့သဘောလေးပဲမိအောင်မှတ် လေလေးကိုရှိုက်ထုတ်လိုက်တော့အတွန်းထဲမှာရှိတဲ့လေကနာသေးပြားလေးကနေတူပြီးထွက်သွားမယ်ပေါ့လေလေးထွက်သွားပြီဆိုရင်ထွက်တဲ့သဘောလေးပဲမိအောင်မှတ်လေလေးဝင်လို့ ဝင်တဲ့သဘောလေးပဲလို့သိတယ်လေးလေးထွက်လို့ထွက်တဲ့သဘောလေးပဲလို့သိတယ်ဒါကိုကျေးဇူးရှင်ဘုဂုတ်စတော်ဘုရားကြီးကဘလုံးမိတ်ပထမတော့တဲ့ဝင်လေသိထွက်လေသိသိအောင်လုပ်ပေးပါဩလေးလေးဝင်သွားပြီဝင်တဲ့သဘောလေးပဲလို့သိအောင်မှတ် လေလေးထွက်သွားပြီထွက်တဲ့သဘောလေးပဲလို့သိအောင်မှတ်အဲ့တော့လေလေးဝင်လို့ဝင်တဲ့သဘောလေးပဲလို့သိတယ်လေလေးထွက်လို့ထွက်တဲ့သဘောလေးပဲလို့သိတယ်အင်မတန်ကုသိုလ်ရတယ်အဲ့တော့မဲ့ကုသိုလ်ရတာဘာမဲ့လဲမေးရင်တမာတိမဲ့ကေ၃ပါး လေလေးဝင်လို့ဝင်တဲ့သဘောလေးပဲလို့သိတယ်လေလေးထွက်လို့ထွက်တဲ့သဘောလေးပဲလို့သိတယ်ဆိုတာကဝရိယမရှိရင်မသိဘူးငိုက်နေရင်မသိဘူးပေါ့အဲတော့တမ္မာဝရမဆိုတာဝရိယရှိလို့သိတာတတိမရှိရင်မသိဘူးစိတ်တွေဟိုရောက်တရောက်ရောက်နေရင်မသိဘူးပေါ့ အဲ့တော့တမ္မာတတိဟောတတိရှိသူသိကြအာယုန်နေပြပြီးတော့အာယုန်ကိုစူးဆိုင်မှု မရှိရင်မသိဘူးအာယုန်ကိုစူးဆိုင်မှုရှိလို့သိကြဒါတမ္မာတမ္မာတိဒါကြောင့်လေလေးဝင်လို့ဝင်တဲ့သဘောလေးပဲလို့သိတယ်လေလေးထွက်လို့ထွက်တဲ့သဘောလေးပဲလို့သိတယ် ဓာတုကိုသမာဓိမဲ့ကုစုရတယ်လို့ပြောတာသမာဓိမဲ့ခင်သုံးပါဘူးဒါတတိပဋ္ဌာန်လို့လည်းခေါ်တာပေါ့နောက်တစ်ဆင့်သွားလိုက်နောက်တစ်ဆင့်ကယုံနံကွဲအောင်ခွဲရတယ်ယောဂလူယုံနံမကွဲဘဲနဲ့ဖြစ်ပြမြင်အောင်ရှုတယ်ဆိုတာဝိပဿနာတော့ဝိပဿနာပဲတဲ့ ရုပ်နာမကွဲပဲနဲ့ဖြစ်ပြမြင်နေတာဟာဒုဗ္ဗလဝိပဿနာအာနေတဲ့ဝိပဿနာအဲ့ဒီရုပ်နာမကွဲပဲနဲ့ဖြစ်ပြမြင်နေရင်နိဗ္ဗာန်ကိုမရနိုင်သေးပါဘူး။ဘာဖြစ်လို့လဲရုပ်နာမကွဲသေးလို့ဒါဒိဋ္ဌိသုံးမျိုးလိုပြုတ်မှဖြစ်မှာဟုတ်။ရုပ်နာမကွဲသေးရင်သက်္ကာကိရိယာမပြုတ်သေးဘူး။အဲကြောင့်ပထမတော့ လေးလေးဝင်ရင်ဝင်တဲ့သဘောလေးပဲမိအောင်မှတ်လေးလေးထွက်ရင်ထွက်တဲ့သဘောလေးပဲလို့မိအောင်မှတ်အခုဒုတိယကြတော့လေးလေးဝင်နေဒီဝင်တာလေးဟာရုပ်ရဲ့သဘောလို့မိအောင်မှတ်ရလေးဆိုတာလည်းရုပ်ရဲ့သဘောပဲလေးဆိုတာဝါရောတတ် ဝါယောတဆိုရုပ်ပေါ့ရုပ်28ပါးထဲမှာ၄ခုမြောက်ကအဲ့ဒါဝါယောတပဲဒါကြောင့်လေးလေးဝင်သွားပြီအဲ့ဒီဝင်တဲ့သဘောလေးဟာရုပ်ရဲ့သဘောလို့မှတ်ရတယ်လေးလေးဝင်တော့ဝင်မှန်တိတယ်ပြီးတာလေးကိုတော့နာရဲ့သဘောလို့မှတ်ရတယ်လေးလေးဝင်တာကရုပ်ရဲ့သဘောလို့မှတ် ဝိမာန်သိတာကနာရဲ့သဘောလိုမှားဟောလေးလေးထွက်သွားပြီထွက်တာလေးဟာရုပ်ရဲ့သဘောလိုမှားထွက်မှန်သိတာနာရဲ့သဘောလိုမှတ်ရတယ်အဲ့ဒီရုပ်နံကိုရမှာဝိလေးလေးဝိနာဟာရုပ်ဝိမာန်သိတာနာလေးလေးထွက်သွားတာရုပ်ထမှန်သိတာနာ ဲ့ဒီယုံသဘောနဲ့နံသဘောကိုကွဲကွဲပြားပြားသိမှနာမရူပပရိစ္ဆေဒညာရသွားမယ်တက္ကရာတိပြုတ်သွားတာယုံနာမကွဲလို့မရအောင်ယုံနာကွဲရတာအဲကြောင့်မြတ်စွာဘုရားကဝိပဿနာရှုတဲ့ယောဂီပုဂ္ဂိုလ်ဟာယုံနာရဲ့ဖြစ်ပျက်ကိုမြင်အောင်ကြည့်ရမှာဟောယုံရဲ့ဖြစ်ပျက်နာရဲ့ဖြစ်ပျက်ကိုမြင်အောင်ကြည့်ရတာ အဲပထမနံပါတ်၁ကပေါ်တိုင်းပေါ်တိုင်းမိအောင်မှတ်ရတယ်ဒုတိယကဘာပဲပေါ်ပေါ်ယုံ nant ကိုရောက်ခွဲရတယ်နောက်တတိယကအကြောင်းအကျိုးလည်းကွဲရတယ်အကြောင်းအကျိုးကွဲရလေလေးကိုရှူသွင်းလိုက်တာက အကြောင်းတရားပဲလေလေးဝင်သွားတာအကျိုးတရားလေလေးရှူသွင်းလိုက်တာဟာအကြောင်းတရား အလေးလေးဝင်သွားတာအကျိုးတရားဒါမှတ်ရလေလေးကိုစိုက်ထုတ်လိုက်တာကအကြောင်းတရားထွက်လေလေးပေါ်လာတာကအကျိုးတရားအဲ့ဒီအကြောင်းကျိုးလေးကိုရအကြောင်းအကျိုးကွဲမှပြစ္ဆယပရိက္ခဟညာရတာအကြောင်းအကျိုးကွဲတော့ဝိစီကိစ္စကိရိတာပေးတာပေါ့ယုံနာကွဲရင်တက္ကရာဒိဋ္ဌိပြုံး အကြောင်းအကျိုးကိုရဘုသိကိစ္စကိရသာသေးအဲ့ဒီနှစ်ဆင့်ကိုသူကသုလသောတာပန်လို့ခေါ်တာယုံနံတဲ့ကိုရမယ်အကြောင်းကျိုးလည်းကိုရမယ်နံပါတ်၄ကြာမှဖြစ်ပြမြောင်ကြည့်ရဝင်လေဆိုတဲ့ယုတ်တရားလေးဝင်လေဆိုတဲ့ယုတ်တရားလေးဟာနာသီပြားလေးမှာဖြစ်တယ် နာသီပြားမှာပြတ်သွားတယ်။အဲဒီဝင်လေဆိုတဲ့ယုတ်တရားလေးနာသီပြားလေးမှာဖြစ်လာလိုက်ပြတ်သွားလိုက် ဖြစ်လာလိုက်ပြတ်သွားလိုက်အဲဒီဝင်လေဆိုတဲ့ယုတ်တရားလေးနာသီပြားလေးမှာဖြစ်ဖြစ်ပြီးတော့ပြက်ပြက်သွားတာဒါကိုရုပ်တော့ဉာဏ်နဲ့မြင်အောင်ကြည့်ရတာဝိပဿနာတော့ပဿနာဆိုတာမြင်အောင်ကြည့်တာ ဝိဆိုတာကအမေဝေးတုံးကပါလာတဲ့ကံမြေလုံးထက်ထူသောဉာဏ်မြေလုံးဖြစ်မြင်အောင်ကြည့်ရအဲကြောင့်ဗဇ္ဇနဲ့ဖြစ်ပြပဲဟဲ့လို့ဗဇ္ဇနဲ့ဆိုလို့မရအောင်ဒီဝင်တဲ့ရုပ်တရားလေးနာသီပြလေးမှာဖြစ်နေတယ်နာသီပြမှာပြတ်သွားတယ်အဲ့ဒီဝင်တဲ့ရုပ်တရားလေး နာသီပြားလေးမှာဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်အဲ့ဒီရုပ်တရားလေးဖြည့်ဖြည့်ပြီးပြက်ပြက်နေတာကိုတို့တော့ဉာဏ်နဲ့မြောင်ကြည့်ရမှာပေါ့ဉာဏ်နဲ့မြောင်ကြည့်ရအဲ့လိုပဲဝိမာန်ပြီးတယ်ဆိုနန္တရားလေးပေါ့အဲ့ဒီဝိမာန်ပြီးတဲ့နန္တရားလေးဒီတိုင်းဖြစ်လာလိုက်ပြက်သွားလိုက်ဖြစ်လာလိုက်ပြက်သွားလိုက်တစ်ခါပြီးတစ်ခါပြက်ပေါ့နှစ်ခါပြီးနှစ်ခါပြက်ပေါ့ ဝိမာန်ပြီးတဲ့နန္တရားတွေဖြစ်လာတယ်ပြက်သွားတယ်ဖြစ်လာတယ်ပြက်သွားတယ်အဲ့ဒီသဘောလေးတွေရဲ့အဖြစ်နဲ့အပျက်ကိုဉာဏ်လေးနဲ့မြင်အောင်ကြည့်ရဒီတိုင်းပေါ့ထွက်လေဆိုတဲ့ယုတ်တရားလေးထွက်လေဆိုတဲ့ယုတ်တရားလေးနာသိပြလေးမှာဖြစ်လာတယ်ပြက်သွားတယ်ဖြစ်လာတယ်ပြက်သွားတယ်ထွက်မှန်သိတဲ့နန္တရားလေး ရှင်းလာတယ်ပြက်သွားတယ်နန်းဆိုတာဒီဟတရားဝတ္ထုနှလုံးသားမှာရှိတယ်ပေါ့အဲ့ဒီဟတရားဝတ္ထုနှလုံးသားမှာနန်းတရားလေးဖြစ်လာတယ်ပြက်သွားတယ်ဒါကြောင့်အဲ့ဒီအဖြစ်နဲ့အပြက်ကိုတွေ့မှအဖြစ်ကိုတွေ့တာကဥဒယဉာဏ်တဲ့သူကဥစ္စေတာတည်းပြုတ်တယ်အပြက်ကိုတွေ့တာကဝရဉာဏ်တဲ့သူကတတ္တတတည်းပြုတ်တယ် ယုံနံကိုယ်တာကသက္ကရာဒိဋ္ဌိပြုတ်တာအဖြစ်ကို တွေးတာကဥစ္စေတာဒိဋ္ဌိပြုတ်တာအပြည့်ကိုတွေးတာကတတ္တတာဒိဋ္ဌိပြုတ်တာဒါကြောင့်ယုံနံဖြစ်ပြည့်ကိုတွေးမှဝိပဿနာဉာဏ်လို့ခေါ်တယ်ယုတ်တရားတွေရဲ့အဖြစ်နဲ့အပြည့်နန္တရားတွေရဲ့အဖြစ်နဲ့အပျက်ကိုတွေ့မှအာကောင်းတဲ့ဝိပဿနာ ဘတကယ်ပြုတ်သွားတာဒိဋ္ဌိတွေတကယ်ပြုတ်သွားတာအဲ့လိုနဲ့ဖြစ်ပြတဲ့မြန်မာများပြီးတော့မုံပြီးတော့ဖြစ်ပြစုံသွားတော့လောကုတ္တရာမဲ့ရတာပေါ့ဒါကြောင့်ယောဂီတို့တရားအာထုတ်တဲ့အထဲမှာတော့ဒီဝင်လီထွက်လီ မှတ်တဲ့အလုပ်ကတော့အလွယ်ဆုံးပဲဒါကြောင့်လေဆိုတဲ့ယုံတရားလေးတွေဖြစ်ဖြစ်ပြီးတော့ပြည့်ပြည့်သွားတာ ဝန်မှန်ထွန်မှန်သိတဲ့နန္တရားလေးတွေဖြစ်ဖြစ်ပြီးတော့ပြက်ပြက်သွားတာအဲ့ဒီအဖြစ်နဲ့အပြက်ကိုသေသေးချာချာလေးဉာဏ်ဆိုင်ပြီးတော့ရှုကြပါတို့တိုက်တွန်းလိုက်ပါတယ်သူတော်ကောင်းတို့